ော်ကြားပြီ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 မိုက်ပြုံးနေတာအာကြားပြီလား bro ကြားရပါပြီလားခင်ဗျာဖုန်းမှာကျတော့ comment ကိုဘယ်လိုဖတ်မှာလဲမသိဘူးဖုန်းမှာ comment ကိုဘယ်လိုဖတ်မှာလဲ မင်္ဂလာပါကိုတူရမင်းဟုတ်ပြီကျွန်တော်ဒီဘက်ကနေဟုတ်ပြီအတန်ကြားပြီလားခင်ဗျအတန်ကြားရင်ကျွန်တော်ချက်လောက်မှန်းပြပါဦး ကြားရပြီတင်နော်โอเคဆိုတော့ကကျွန်တော်အဓိကအဓိကတော့ဘာမှမဟုတ်ဘူးမတွေ့ရကြလို့မိရလည်းပြက်နေတာနဲ့မိလာတဲ့အချိန်လေးတက်လာပါဘောနော်အာခေါင်းစဉ်တက်ထားသလိုပဲကျွန်တော်တို့ဒီ how to burn November ပေါ့ပွဲချိန်ဒီကြောင်းကျွန်တော်နည်းနည်းလေးအေးပြောခြင်းနဲ့အဲ့တော့ကျွန်တော်တို့အခုဒီမပြထားသလိုပဲဘောနော်ကျွန်တော်တို့လက်ရှိ Chelsea တင်းရဲ့ current form ကတော့အတွေ့အတိုင်းပဲအာ Lincoln လာပါလားဒီမှာအဲ့ဒီ ကလေးဘာလေးမှမသိတဲ့အသင်းကိုနိုင်ထားတယ်ပြီးတော့ brighton ကိုရှုံးသွားတယ်အဲပွဲဆိုလေကျွန်တော်အခုချိန်ထိတသက်သာဖြစ်တော့မယ်တအားနှမျိုးကိုကောင်းတယ်အဲကြားရတယ်ခင်ဗျာ okay thank you ပါအဲပြီးတော့ကျွန်တော်တို့ benfica ကိုရောင်းတော့ပေါ်တော့နိုင်သွားတယ် liverpool ကိုနိုင်တယ်အဲ forest ကိုနိုင်တယ်ပေါ့နော်အာဆိုတော့လက်ရှိအနေထားမှာဘာပြောပြော reset ရတော့လက်ခံပေးလို့ရတယ်လို့ပြောလို့ရတယ်လူတွေလည်းမရှိဘူးဗျာလူတွေလည်းမရှိဘူးဒီမှာမြင်တဲ့အတိုင်းပဲ andre santo labia gusto เนาะပြီးခဲ့တဲ့ဘွဲရဲ့အနေထားပေါ့ ်ဆိုလို့ရှိရင်ပြီးခဲ့တဲ့ဘွဲမှာဆိုဒီ Andre Santos ကိုနော်သူ့နေရာမဟုတ်တဲ့နေရာကြီးမှာကစားနေရတာဗျသူလည်းဒါအဆင်ပြေမှာမဟုတ်ဘူးအဲ့တော့သူ့ကိုလည်းကျွန်တော်အပြစ်မတင်ပါဘူးအဲ့တော့ဒီဘွဲမှာတော့ဘယ်လိုပဲဖြစ်ဖြစ်နိုင်သွားပြီးသွားပြီဗောနော်အဲ့တော့ကြံတဲ့ဘွဲစဉ်တွေဗောနော်လာမဲ့ဘွဲစဉ်တွေကိုကျွန်တော်တို့တစ်ချက်ပြောရအောင်ဗောနော်အခုပထမဦးဆုံးကျွန်တော်တို့ဟိုဒီမှာဆိုရင်အောက်တိုဘာမှာဆိုရင် IS တက်ကစားရမယ်ဆန်နာလန်နဲ့ကစားရမယ် Wolf နဲ့ EFL ကရှိမယ်ပြီးတော့ Spa နဲ့ကစားရမယ်နောက် Quarterback နဲ့ရှိမယ် ပြီးတော့တခါ booth နဲ့ premier league ပြန်ကစားရမယ်ဘန်လီနဲ့ကစားရမယ်ပြီးတော့မှဟိုနဲ့လာမသိဘူးဟိုမှာပါလေ liver sorry ပြောပြမယ်ပါလေကျွန်တော်တို့ပါနဲ့လေဒီ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 ပါပြီးတော့ဘာကာနဲ့ကစားရမှာထင်တယ်ဘန်လီနဲ့ပြီးရင်ဘာကာဘာကာပြီးရင်အာဆင်နဲ့ထင်တယ်အဲ့တော့ကျွန်တော်တို့ဒီအော်တိုဘာနိုဝင်ဘာပွဲချက်တွေအကြောင်းကျွန်တော်နည်းနည်းပြောရအောင်ပေါ့နော်အခုနေထားလက်ရှိအချိန်ထိတော့ဟိုဟာကကိုပါမကပြန်လာဖို့အချိန်မရှိသေးဘူး ကူဘာမာကဒီနိုဝင်ဘာဘယ်လိုပြောမလဲအကုန်ဘောနော်နိုဝင်ဘာအကုန်လောက်မှဒီဇင်ဘာ first week လောက်မှလာမယ်ထင်တယ်အဲကန်ကောင်းရင်တော့နိုဝင်ဘာတတိယဘက်လောက်မှစကစားဖြစ်မလားမသိဘောနော်အဲ့ဒါလေးတစ်ချက်ရှိမယ်ဆိုတော့ကူဘာမာမရှိဘူး LND လက်ကတော့ဒီကနေ့ကျွန်တော်ဖက်လိုက်ရတဲ့တင်းရဆိုရင်တော့နောက်ထပ်နှစ်ပွဲလောက်ဆိုရင်ပေါ့ကျွန်တော်ထင်တယ်ဝူးဖ်နဲ့ပွဲလောက်ဆိုလို့ရှိရင်အဲပြန်ပါလာနိုင်လောက်ပြီပေါ့နော် ။ဟုတ်ကဲ့ပါမိင်္ဂလာညချမ်းလေးပါအခုတို့။ဆိုတော့ဒီမှာကျွန်တော်တို့ဒီ Champion League မှာဒီ IS နဲ့ဒီ Caravan နဲ့ပေါ့နော်။ဒီနှစ်ပွဲကျွန်တော်နိုင်ကိုနိုင်ရမယ်ဗျာ။အဲ့နှစ်ပွဲလုံးဝနိုင်ရမယ်။အဲ့နှစ်ပွဲနိုင်ရင်ကျွန်တော်တို့ကဒီ Benfica ကိုနိုင်တဲ့ပွဲတွေပဲပါလို့ဆိုတော့၃ပွဲဖြစ်သွားပြီ။၃ပွဲနိုင်ပြီဆိုလို့ရှိရင်နောက်ထပ်တပွဲပဲကြံတော့တယ်အဲ့တော့ Napoli Barca ပွဲတွေကိုကျွန်တော်တို့အရင်ရင်ခုန်ကြမလို့တော့ဘူးကျွန်တော်တို့အနည်းဆုံး၄ပွဲနိုင်မယ်ဆိုလို့ချင်း Champion League အခြေအနေကောင်းပြီ အဲ့တော့ကံကောင်းတာတစ်ခုကလက်ရှိကျွန်တော်တို့မှာလူတွေကဟိုအကုန်လုံးဘယုတ်ဒုက္ခတွေဖြစ်နေတဲ့အချိန်မှာပေါ့နော်ဘယုတ်ဒုက္ခတွေဖြစ်နေတဲ့အချိန်မှာတွေးရတဲ့အသိဉာဏ်ကချန်ပီယံလိမှာ IS ကဲအဲကွာရာဘက်ရယ်ဆိုတာဒါတော်တော်ကံကောင်းတာတော်တော်လေးကိုကံကောင်းတယ်လို့ပြောလို့ရတယ်အဲဒီချိန်မှာသာဘာကာတို့နာပိုလီတို့ ਨੇ ကစားအောင်ဆိုလို့ရှိရတော့တွေးတော့မတွေးရစရာပဲเนาะအဲ့လိုမျိုးတော့ဟိုရှိရတယ်လားအဲ့လိုမျိုးတော့ရှိတယ် အားကြောင့်မလို့သူအစိုးရရအကောင့်လို့ပြောရမှာကလက်ရှိအနေအထားမှာကျွန်တော်တို့ချန်ပီယံလိမှာ IS နဲ့ကစားရမယ်ပြီးတော့အာကျွန်တော်ကွာတာဘက်နဲ့ကစားရမယ်နောက်ပရီးမီးယားလိမှာဆန်ဒါလန်နဲ့ကစားရမယ်အဲ့တော့ဆန်ဒါလန်ကတော့ဆန်ဒါလန်ကတော့အာကျွန်တော်တို့အချိန်ဤတိတ်ရှော့တရှုံးလို့ရရတဲ့မှာတော့မပါဘူးဒီမှာဆန်ဒါလန်က၈ပွဲမှာ၄ပွဲနိုင်၂ပွဲတည်၂ပွဲရှုံးကျွန်တော်နဲ့၁၄မက်အတူတူပဲအမက်အတူတူပဲနော်ဂိုးကွာချခြင်းပဲရှိရဲအဲ့တော့ လေးပွဲနိုင်နှစ်ပွဲတည်ရနှစ်ပွဲရုံကျွန်တော်လည်းလေးပွဲမှာလေးပွဲနိုင်နှစ်ပွဲတည်နှစ်ပွဲရုံဆန္ဒလန်းလည်းအဲကျွန်တော်တို့လေးပွဲနိုင်နှစ်ပွဲတည်နှစ်ပွဲရုံပေါ့နော်ဆိုတော့ဘုကွာချချေရကျွန်တော်တို့ကအပေါ်ရောက်နေတာအဲ့တော့ဆန္ဒလန်းကတော့တရှုပ်လို့ရတဲ့အထဲမှာတော့မပါဘူးဒီနှစ်တန်းတက်လာတဲ့အထဲမှာသူဒီအာတော်တော်လေးအခြေအနေကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့အပြီးတော့ woof woof ကိုတော့ကျွန်တော်တို့ premier efa ကတ်ကတော့ဗျာဒီဟာကတော့ကျွန်တော်ကတော့ flat တစ်လုံးတော့လိုချင်တယ်လိုချင်တဲ့အကြောင်းမလို့ ဟို EFA ဖြစ်ဖြစ် FA ဖြစ်ဖြစ် EFA နဲ့ FA နဲ့ရှင်မယ်ဆိုရင်တော့ပွင့်လင်းပြောတော့ FA ကတော့ပိုလိုချင်တာပေါ့နော်ဒါပေမဲ့ FA ကလည်းတော်တော်ဟွာဖြစ်တယ်ဟိုခီးလန်းရှိတယ်ပေါ့ Okay အဲ့တော့ဒီမှာကျွန်တော်တို့ဘလတ်အမှတ်တွေစုဆောင်းနိုင်မယ်ဘလတ်ထိအချိန်ကြီးကောင်းမလဲပေါ့နော်ပထမဆုံးဟို IS နဲ့ပေါ့ IS ကလက်ရှိအနေထားရာ Premier League မှာကျွန်တော်တို့ကအဆင့်၅နဲ့မှရပ်တည်နေသလို IS ကသူတို့ဟိုဒီ I ဒီ Netherlands League မှာကျွန်တော်တို့အဆင့်၄မှာရပ်တည်နေတယ်ဒီမှာပြထားတဲ့ Goba match က2 goal သူက1.89ဆိုသူလဲမဆိုးဘူးလို့တပြောလို့တော့ရရနေတာတခုမှရှိခဲ့ အဲပြီးတော့အာဘွဲပြန်မြ1.33ဆိုတော့တိတ်တော့မကွာဘူးပေါ့နော်သူ့အနေထားလေးကိုကျွန်တော်တစ်ချက်ရှိုးကြည့်မယ်ဆိုလို့ရှိရင်သူဒီကိုယ်ဘက်ကစားပြီးသွားပြီ၄ဘွဲနိုင်၄ဘွဲတည်တဘွဲရှုံးအဲတဘွဲပဲရှုံးထားသေးရေပေါ့နော်သူ့အနေထားအရတည်ဘွဲတွေများနေတယ်နိုင်ဘွဲက၄ဘွဲတည်ဘွဲက၄ဘွဲပေါ့အဲကျွန်တော်တို့ချက်စီလဲ၄ဘွဲပဲနိုင်ထားသေးတာဆိုတော့အရန်ကြီးတော့အော်ဒါသူပြီးခဲ့တဲ့နောက်ဆုံးပွဲရဲ့အနေထားပေါ့နော်သူပြောထားတဲ့နောက်ဆုံးပွဲရဲ့အနေထားသူတို့လည်း၄နှစ်၃တင်းနေပဲကစားတယ်ကျွန်တော်တို့ကစားတဲ့ပုံစံနဲ့တော့တူးတယ်အဲ့တော့ ဟော IS ကို ကျွန်တော်တို့ကဘလူးနီးနဲ့ပဲကစားကစားကွာဘလူးပဲတွက်တွက်တွက်ချင်တယ်လို့တွက်ဘလူးဘလူးတွက်တွက်ဘလူးပုံစံပဲတွက်တွက် IS ကိုတော့ကျွန်တော်ကတော့ဟော Chelsea အနိုင်ကိုနိုင်ရမယ်ပေါ့နော်အဲ့တော့နိုင်ကိုနိုင်ရမယ်ဒါပေမဲ့ပြဿနာတစ်ခုရှိတာကအာဂျာအိုပက်ထရိုကဟိုဟာပွဲပယ်ခံထားရတယ်ချန်ပီယံလိမှာပွဲပယ်ခံထားရတော့ဒါကတော့ကျွန်တော်ဒီပွဲချို့ရေခုန်တန်ဗီဒီယိုမှာအသေးစိတ်ကျွန်တော်ထပ်ပြီးတော့ပြောမယ်ပေါ့နော်ဘယ်သူနဲ့ပွဲထွက်လာမလဲဆိုတော့ဒီမှာကျွန်တော်တို့ အာဒီမှာအမှတ်ရမယ်ဗျာပြီးတော့ Sanderland အဲ Sanderland ကဒီတော်တော်လေးတော့ဟိုဒီယာဒီမှာအစိတ်ရှိတယ်လို့ပြောလို့ရတယ်အစိတ်ရှိတယ်တို့ကြောင့်မလို့အဲ Sanderland ကို ကျွန်တော်တို့သတိထားရမယ်အဲဒီပွဲကိုကျွန်တော်တို့တစ်ချက်သတိထားရမယ်ပေါ့နော် Sanderland ကိုတစ်ချက်သတိထားရမယ်ဒါ Sanderland နောက်ဆုံးကစားသွားခဲ့တဲ့ပုံစံအရသူတို့လည်း၄နှစ်၃တက်ပဲအဲ Sanderland နောက်ဆုံးကစားသွားတဲ့ပွဲမှာသူက အာနိုင်သွားတယ်ပေါ့နော်ဆန်နလန်ကနောက်ဆုံးပွဲမှာသူနိုင်သွားတယ် wolf ကိုနိုင်သွားတယ်ဒူးစီးနဲ့နိုင်သွားတယ် okay ဆိုတော့ဘာပြောကျွန်တော်တို့ဟိုအဖြစ်ပါပဲအဒူသူရှိမှာ palace နဲ့တည်ရကြတယ်ဘီလာနဲ့တည်ရကြတယ် forest ကိုနိုင်တယ် united ကိုရှုံးတယ်ပြီးတော့ကျွန်တော်တို့ wolf ကိုနိုင်တယ်ပေါ့နော်အဲ short လို့တော့သူလည်းမရဘူး palace တို့ ဟိုဘီလာတို့နဲ့ဘီလာကတော့ဒီနှစ်မှာတော်တော်လေးခြေနေစိုးနေပါတယ်ဘီလာကတော့တော်တော်လေးခြေနေစိုးနေရော Forest နဲ့ဘီလာနဲ့ကနင်းလားငါလားလို့ပြောလို့ရတယ် Palace ကိုတည်ခံကစားထားတယ်ပေါ့နော်ကျွန်တော်မစိုးဘူးပေါ့သူလည်းအဲ့တော့ကျွန်တော် Sunderland ကိုတစ်ချက်အဲဂီယူဆိုင်ရမယ် Sunderland ပွဲလေးတစ်ချက်ဂီယူဆိုင်ရမယ်အဲ့တော့တည်ကြတော့မဖြစ်ဘူးသုံးမဲ့ရကိုရမှာဖြစ်မယ်ပြီးတော့ Wolf နဲ့ပွဲကတော့ဒီပွဲကတော့နည်းနည်းပါအရင်နေပါထည့်ရင်ထည့်ပေါ့ဗျာပြီးတော့ Spurs အဲ့တော့ Spurs နဲ့ပွဲစဉ်မှာကျွန်တော်တို့ Thomas Frank ကတော့ရှုပ်လို့တော့မရဘူးဒါပေမဲ့ तू လဲ return မမှန်သေးဘူး Thomas Frank ဒီလုံးဝအရေးရှင်းရှိတဲ့ဟိုဟာတယောက်ဖြစ်တယ်အဲပြီးတော့ကျွန်တော်တို့သူတို့အကွင်းမှာသွားကစားရမယ်ပေါ့နော်အဲ့တော့ तू ပြီးခဲ့တဲ့ဘာပွဲမှာ तू villa ကိုရှုံးသွားတယ် lease ကိုနိုင်တယ်ဆိုတော့ဘာပဲပြောပြောစပါကိုတော့ကျွန်တော်တို့တရိပ်ထားရမယ်ပေါ့နော်စပါကိုတရိပ်ထားရမယ်အဲအဝေးကွင်းဖြစ်တဲ့အတွက်ကြောင့်မလို့မရှုံးရင်တော့ဒါမဆိုဘူးဒါပေမဲ့တခုရှိတာကအာ ကျွန်တော်ကဒီနှစ် Thomas Frank ကို personally ကြိုက်လို့ဒါစပါးကိုခေါင်းထဲထည့်နေရတာဗျာအစင်လာရကြည့်မယ်ဆို Chelsea နဲ့စပါးနဲ့ကဘယ်လိုပဲကြည့်ကြည့်စပါးကို Chelsea အမြင်နိုင်တယ်ဒါမှနှစ်ကဆိုလို့ရှိရင် Cucurella ဖက်နှက်ချုပ်ပြီးတော့နှစ်ဂိုးလာဇက်တိုက်ပေးလိုက်ရတယ်အဲ့လိုအခြေအနေထားတစ်ခုမှာတော့မှ တောက်လျှောက်ကျွန်တော်တို့ကနိုင်ခဲ့ပြီဗျာအဲ့တော့ကဆိုတာတော်တော်များ ग्वान ပြီလို့တင်တယ်နှစ်ဂိုးဇက်တိုက်ပေးလိုက်ရတယ်ဒါပေမဲ့ပြန်လာနိုင်ခဲ့တယ်အဲအဲ့ဒီတော့ကတော့ကိုပါမတော့ပါတော့ပါတယ်ဗျအခုတော့ကိုပါမမပါဘူးအဲ့တကွတော့ရှိရဲဟိုစပါးဒီ အင်ဂွင်းဖြစ်တယ်နောက် တစ်ခုကကျွန်တော်တို့ဟိုတောမတ်ရန်ဖြစ်တယ်ဒါလေးတစ်ခုပဲကျွန်တော်တို့ထည့်စဉ်းစားနေရရှိတယ်ပုံမှန်အတိုင်းကတော့ဟောကျွန်တော်တို့ Chelsea အနေနဲ့စပါးဆိုတာဘာမှတိတ်ခေါင်းနဲ့ထည့်စရာမလိုတဲ့အသင်းထဲမှာပါတယ်ကျန်တဲ့အသင်းလေးကတော့တိုင်ပတ်ရင်ပတ်နေဗျာအာကျွန်တော်တို့စပါးတော့နိုင်တယ်ထို့အတူဟိုစပါးအနေနဲ့လည်းကျန်တဲ့အသင်းလေးနဲ့တိုင်ပတ်ရင်ပတ်မယ်အမမန်စီးတီးကိုဆိုသူအမြဲလို့လို့နိုင်တာမျိုးပေါ့နော်ဒါဘောလုံးမှာတော့အဲ့လိုအကွက်လေးလို့ရှိတယ်ကွာတိတ်လားအဲကြောင့်မလို့ ဟိုစပါးနဲ့ပွဲကိုကျွန်တော်ကနိုင်မှုလို့ယုံကြည်ချက်ရှိတယ်ကျွန်တော်ရဲ့ worry ကနည်းနည်းပဲ Thomas Frank ကိုနည်းနည်းလေးကျွန်တော် personally ကြိုက်တဲ့အတွက်ကြောင့်ရယ်အဲသူ့ရဲ့အိမ်ဝင်ဖြစ်နေတာပဲပေါ့အဲ့တော့အဲ့ဒါလေးကျွန်တော်တို့ဟိုသုံးမှတ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာအပရီးမီးယားလိပဲကြည့်မယ်ဆိုဆန်ဒါလန်သုံးမှတ်ဒီစပါးကိုကျွန်တော်တို့ maybe 3 or 1ပေါ့နော်ပြီးတော့ quarter back အကူလဲကျွန်တော်ကတော့နိုင်မယ်ပြီးတော့ wolf wolf ကတော့တေးကြတယ်ဗျဘလူးတော့ wolf နဲ့ ban လေးနဲ့ကျွန်တော်တေးကြပေါ့ဒီနှစ်ပွဲကနိုင်တယ်ပေါ့နော် အဲ့ဆိုရင်ဒီမှာ၃မှတ်၃မှတ်ဆို6 3မှတ်၃မှတ်ဆို6မှတ်အဲဒီမှာ၃မှတ်ဆို6မှတ်အဲ့တော့ Premier League တပွဲနှစ်ပွဲ၃မှတ်၄ပွဲပေါ့ Premier League ၄ပွဲမှာကျွန်တော်အနည်းဆုံး10မှတ်ရမယ်လို့တော့ကျွန်တော်ကတော့ညှော်လင့်ထားတယ်ပေါ့နော် Premier League ဒီ၄ပွဲမှာကျွန်တော်အနည်းဆုံး10မှတ်ရမယ်လို့တော့ညှော်လင့်ထားတယ်အဲဆန်ဆန်နာလိုင်းရယ် Wolf ရယ်အဲ Burnley ရယ်ကိုအနိုင်ပေါ့နော်အဲ့မှာ6မှတ်စပါးကိုအနည်းဆုံးတည်ရည်ဆိုလို့ရှိရင်ကျွန်တော်တို့က ဆယ်မှတ်တကယ်လို့စပားကိုနိုင်ပြီးဆန်နာလန်ကိုတည်ကြရတယ်ဆိုလဲဆယ်မှတ်ပေါ့နော်သုံးမှတ်နိုင်တပွဲတည်ရေးပေါ့ကျွန်တော်ကလေးပွဲလုံးတော့နိုင်မှုအနေထားရှိရဒါပေမဲ့အာမဆူကောင်းဆူကောင်းပေါ့နော်အဲ့လိုမျိုးတပွဲတလေးလောက်တော့တည်ကြသွားတော့ဘာလို့တော့ဖြစ်နိုင်လဲအဲ့တော့ဒီချန်ပီယံလိနှစ်ပွဲမှာတော့ IS ကိုရောကွာရာဘက်ကိုရောဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့အနိုင်ကစားရမှာပေါ့နော်အဲ့တော့ကန်ကောင်းတာတခုပါကျွန်တော်တို့လက်ရှိအနေထားမှာကျွန်တော်တို့အသင်းရဲ့အဲလက်ရှိအနေထားမှာလုံးဝဗျာလူကအာတော်တော်လေးကိုဟိုဟာဖြစ်နေရလက်ရှိအနေထားမှာ နောက်တန်းမှာကြည့်လိုက်ဗျာ6လောက်ပါအချင်းပေါင်းပေါ့နော်ဒါအချင်းပေါင်းတော့ဒီပွဲမှာအရင်ကောင်းသွားလို့လားအဓိကကျွန်တော်တို့ Cucurella နဲ့ James နဲ့ပဲအားကိုးလို့ရတယ်အ6လောက်ပါနဲ့အချင်းပေါင်းနဲ့ဆိုတာကလည်း50-50အနေထားတစ်ခုပဲရှိသေးတယ်ပေါ့နော်အော်ဒီမှာ Kaiziro နဲ့ Angzo နဲ့ကစားမယ်အဲပြီးတော့ကျွန်တော်တို့ဒီမှာအာ Bonanotte ပေါ့နော် Bonanotte ကျွန်တော်အမြင်ပြောတာပေါ့နော်ပြီးတော့ဒီမှာ Macchio ပေါ့ဒါမှမဟုတ် Jao Pedro ပေါ့နော် Bonanotte Jao Pedro ပေါ့ဒါမှမဟုတ်ရင် အဲဒီဂျောက်ဘတ်ရာဒီမှာနေပြီးတော့ပိုနာ sorry မက်ဂီယူကဒီမှာနေပေါ့တာမန်နှစ်ဖက်ကတော့ neck to ရဲ့ဒီဘက်ကဂါနာချုပ်ဖြစ်မယ်အဲတခါတလေကြာရင်လည်း neck to ညမှာတဝက်လောက်ကြာရင်မိနစ်60ရဲ့လုံးဝ80လောက်ကြာရင် SD ဘောင်းဝင်မယ်ပေါ့ဒီပုံစံနဲ့ပဲတော့မရပါဘူးအဲ့တော့ anyway လက်ရှိကျွန်တော်တို့ Premier League မှာဆိုလို့ရှိရင်အမ်ရှစ်ပွဲကစားပြီးတဲ့အချိန်မှာကျွန်တော်တို့အဆင့်တက်ကအာဆင်နယ်နဲ့၅မှတ်กว่าတယ်အဲ City နဲ့ဆိုလို့ရှိရင်၅မှတ်ပဲกว่าတယ် အာပြီးတော့ကျွန်တော်တို့လီဗာပူးနဲ့ဆိုလို့ရှိရင်တမတ်ပဲကွာတယ်အဲ့တော့ထိတ်ဆုံးကအသင်းနဲ့ကျွန်တော်တို့ငါးမတ်ပေါ့နော်ငါးမတ်ကွာတယ်ဒုတိယအသင်းနဲ့ဆိုနှစ်မတ်ကွာတယ်ဒါပေမဲ့အောက်ကိုလည်းကြည့်လိုက်အောင်ဗျာဒီမှာအဆင့်၁နှစ်ပေါ့နော် Everton ထားပါတော့ဒီလောက်ထိပေါ့73 Bradford လောက်ထိကကိုးနဲ့၄မတ်ပဲကွာတယ်အဲ့တော့အပေါ်နှစ်ပွဲစာအောက်နှစ်ပွဲစာပေါ့နော်အမားရင်းတော့ခံလို့မရဘူးအပေါ်တပွဲမှားလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့က10လောက်ကိုဒုံဝင်နေဆိုပြေးရောက်သွားနိုင်တယ်တပွဲလောက်မှားလိုက်ပြီဆိုတာနဲ့အဲ့နှစ်ပွဲလောက်မှားလိုက်ရင်73နဲ့ရောက်သွားမှာထို့အတူပဲ နှစ်ပွဲတော့ကျွန်တော်တို့အချိန်ဒီအဲတပွဲမှအမှားရမရှိဘူးချေးဆက်မယ်ကျွန်တော်ခုနပြောသလိုအာ10မှတ်ရမယ်ပေါ့နော်၄ပွဲမှာ10မှတ်ရမယ်ဆို24မှတ်ဖြစ်သွားမယ်ဒီရှိမှာတပွဲတလေတည်ပါညာကြသွားတဲ့အသင်းတွေရှိမယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့ဘလိုပဲပြပြ1 2 4ရောက်အောင်မှာအဲ့တော့ပါမမလာခင်တော့အတွင်းမှာအာဒီလောက်အနေထားလေးပေါ့နော်ရှိရလူလေးနဲ့ဒီအနေထားလေးဖြစ်နေတာကတော့နည်းနည်းလေးမစိုးဘူးပေါ့နော်လက်ခံပြလို့ဟိုရတယ်လို့တော့ပြောလို့ရတယ်အဓိကအရေးကြီးတာကဟို ထပ်ပြီးတော့မหนีဘူးထပ်ပြီးတော့မနာဘူးပေါ့နော်ကျွန်တော်တို့အသင်းဆိုသူတွေမှာလည်းနာမည်ကိုကြီးနေပါလေနာနေအသင်းဆိုပြီးတော့နာမည်ကိုထပ်ပြီးတော့မหนีဘူးထပ်ပြီးတော့မနာဘူးပေါ့အဲဟုတ်ပြီရစန်ဒါလန်စပါဘန်လီဘန်လီနဲ့ပွဲပြီးအာဆင်နယ်နဲ့ဂိမ်းရတော့မှာဟုတ်တယ်ဘန်အဲအဲ့ဒါကိုကျွန်တော်ပြောဒီအချိန်မှာကြာလို့ရှိရင်ကျွန်တော်တို့ကိုပါမာပြန်ပါလာနိုင်မလားပေါ့နော်ကျွန်တော်တို့အဲ့ဒါအဲ့ဒါတစ်ချက်ကြည့်ရမယ်အဲ့ဒီအချိန်ကြာရင် အဲ့ကိုဘာမှပြန်ပါလာတော့မလားဆန္ဒလန်းဘာပြီးတော့ကျွန်တော်တို့1နှစ်3လေးဒီ၄ဘွဲမှာတော့ကျွန်တော်ကတော့ခုနကပြော10မှတ်တော့ကျွန်တော်မျောလင့်ထားတယ်10မှတ်ကျွန်တော်မျောလင့်ထားအဲ့မှာကျွန်တော်တို့10မှတ်12မှတ်ထိရခဲ့တယ်ဆိုရင်တော့ all fine ဖြစ်သွားပြီเนาะ okay အဲ့တော့ခင်ဗျားရင်တော့အာဆင်နယ်နဲ့ပွဲမှာလူဆုံညင်းနေပေါ့ဗျာအဲ့တော့လူဆုံတက်ဆုံကစားရခြင်းနေပေါ့ဒါပေမဲ့မတည်ဘူးအခြေအနေကြည့်ရအောင်ပါအဲ့ဘရိုကဘယ်လိုထင်လဲအဲလာမယ့် အော်တိုဘာနိုဝင်ဘာပွဲချက်ကာလကိုပွဲချက်တော့မပွဲမချက်ပါဘူးအော်တိုဘာနိုဝင်ဘာကာလကိုဒီအဓိကလူမစုံတဲ့ကာလပေါ့နော်လူမစုံသေးတဲ့အနေအထားတစ်ခုမှာအာအမှတ်တွေရယူနိုင်မလားပေါ့ယူဖို့အနေအထားကတော့ကျွန်တော်မြင်သလောက်ကတော့ယူနိုင်မယ့်အနေအထားရှိတယ်အဓိကကတော့ဟိုလူစုံမနေတာပေါ့နှမျောကောင်းတာဗျာအဲ United နဲ့ Brighton ကိုရှုံးသွားတာနှမျောကောင်းတယ် United ဆိုလည်းဗျာမရှုံးတဲ့မဲ့ရှုံးသွားတယ် Brighton ပွဲလဲအဲ့လိုပဲကိုကနော်အနီတယောက်နဲ့တိုင်ပတ်သွားတယ်အေးရအကြောင်းဖြစ်ရမယ်ကိစ္စကိုအဲ့နှစ်ပွဲဒါကျွန်တော်တို့ ဟိုထားပါတော့ကျွန်တော်တို့မနိုင်တော့တေးလောက်ဆိုလို့ရှိရင်အခုကျွန်တော်တို့မှာအာတေးဆိုရင်နမက်တူရဲဆိုရင်16မက်ဆိုဗျာတတ်တရဖြစ်နေပြီတလားအမ်အဲ့လိုမျိုးအမှားယွင်းနေဖြစ်မှာကျွန်တော်စိုးရိမ်နေတာပေါ့နော်ဒီနပွဲဆိုတာလုံးဝမဖြစ်တင်မဲ့နဲ့ဖြစ်သွားတဲ့ပွဲပေါ့ဟို channel ဟို playlist တို့ဘာလို့တေးကြရောဘာလို့ညာရောအဲ့အရာကြီးကကျွန်တော်ဟိုလက်ခံပေးလို့ရတယ်ပေါ့တကယ်တော့ပြီးတော့ bravo ပွဲဆိုလည်းအဲ့လိုပဲမဖြစ်တင်တဲ့ပွဲကြီးပေါ့နော်ဟိုအဲ့လိုတွေ error တက်သွားမှာစိုးရိမ်အဲ့ဒါကလွဲလို့ရှိရင်တော့အများကြီးတော့ တိတ်ပြောစရာတော့မရှိဘူးကျွန်တော်တို့အတင်းအနေနဲ့တော်တော်လေးအဆင်ပြေတယ်ပေါ့နော်အဲ့တော့အာဘရိုရောဘလိုထင်ညာလဲကျွန်တော်ဒီအဲ့ဒါလေးနည်းနည်းမဖြစ်ပါဘူးว่าดิบาวายนี่ก็บลูเปลี่ยนเผื่อออกมาไม่ดีหรอกกว่าก็ลบไปแล้วกว่าก็ไม่ลบได้หรอกนี่ออดาว ိုကကိုလုတ်ပြီးတော့ကိုကကိုအေးအေးဒီလိုနေနေအော်အေးအဲ့လိုရပြီကိုကကိုကိုကကိုလုတ်ပြီးတော့ကိုကကိုမလုတ်တတ်တော့တိုင်းနေပတ်လာတလိတော့တလိပြီးတော့อืมကြောက်ပါလေတလိတော့တလိမပြုတ်တော့ဖြစ်แกปลากองนี่บลูทีนแลชีปวยนี่เออ မီးတွေကလည်းပြက်တယ်ဗျာကျွန်တော်ကလည်းအဲ့မှာဖြိုက်ပြီးသွားရင်လည်းတင်မှုအခြေအနေမရတာနဲ့အက်ဒစ်မဖြတ်ရတာနဲ့အဲ့လိုမျိုးတွေဖြစ်နေတိုင်းနေပတ်နေ โอเคဆိုတော့မနက်ဖြန်ဆိုရင်တော့ကျွန်တော်အဲ့ဒီ IS နဲ့ပွဲကြိုရင်ခုန်တန်းလေးကျွန်တော်တက်ပါမယ်ပွဲကြိုရင်ခုန်တန်းတက်မယ်အာပြီးတော့အပွဲပြီးတက်မယ်ပေါ့နော်ထုံးစံတက်မယ်ဂျားထဲမှာတော့ကျွန်တော်လုံနေကြအဲ့ဒီ player တစ်အကြောင်းလေးပြောမယ်ပြီးတော့ကျွန်တော်တယောက်ပြောထားရပြာ Hazard နဲ့ Parma ပေါ့နော်အကြောင်းလေးအဲ့ဒါလေးလည်းကျွန်တော်ဗီဒီယိုတစ်ပုဒ်လုပ်ပါအောင်မယ် Hazard နဲ့ Parma အကြောင်းလေးကျွန်တော်ဒီပုဒ်လုပ်မယ်အကျွေးတွေအများကြီးနေတယ်အကျွေးတွေအကျွေးတွေအများကြီးနေတယ်โอเคပါ So bro thank you ပါ နောက်ရက်မှတွေ့တာပါပေါ့နော်ဒါမျက်နှာလာပြတာမျိုးတွေကိုမတွေ့ရကြလို့အာဘိုင်ဘိုင်